အခုတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာထွက်ရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့ဧပြီလ29ရက်နေ့မှာမြန်မာပြည်စံကြာမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာရခိုင်ပြည်နယ်ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်ကတာဝန်ရှိသူတွေကကော်မရှင်ရဲ့အစီရင်ခံစာကိုထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီးကော်မရှင်ကတာဝန်ရှိသူတအူးဖြစ်တဲ့ဦးကိုကိုကြီးကအခုလိုပြောကြားခဲ့ပါတယ်။ကျွန်တော်တို့တွေ့ဆုံမေးမြန်းကမ်းမေးမြန်းတဲ့ဓာတ်ရီမှာတော့ဒေသခံတိုင်းရင်းသားတွေ ိုးရိမ်ပုံမှာပုံအများကြီးရှိတယ်။ဘာကြောင့်လဲဆိုတော့ဟိုဒီဟာကအပြင်းပြင်းနဲ့ပေါ့ဒီသူ့ရဲ့ရခိုင်ပြည်နယ်အတွင်းမှာနောက်ဆုံးဒီစစ်တွေမြို့ပေါ်မှာဒီဒေသခံတွေရဲ့စိုးရိမ်မှုကိုပိုးပွားလာတာပေါ့နော်။ဆိုတော့အဲ့ဒီဟာတွေကခုနပြောတဲ့ကျွန်တော်တို့ဆွေးနွေးကြတာတွေကအများကြီးတော့လူမျိုးဆိုတဲ့အတုံးတုံးတော့ဟိုနောင်တော်တယောက်ဆိုလို့ရှိရင်နိုင်ငံရေးဆိုင်တဲ့မိကုန်းတွေပါတက်လာတော့ကိုယ်ပိုင်အုပ်ချုပ်ရေးလို့ပါလို့ဆိုတော့ဒါကဒေသခံတွေကြားထဲမှာစိုးရိမ်မှုတွေအများကြီးရှိတယ်။နောက်တစ်ခုက ရခိုင်တော်တော်များများကျွန်တော်တို့တွေ့ဆုံမြင်ရတဲ့အခါမှာသူတို့ခံစားချက်ကသူတို့ကနေရဒေသကိုတဖြည်းဖြည်းစွန့်ခွာလာရတယ်လို့ဆိုတဲ့ခံစားချက်ရှိတယ်။ဒါကျွန်တော်တို့အလေးနဲ့ထားပြီးတော့စဉ်းစားတင်တဲ့ကိစ္စလို့မြင်တယ်။အဲကြောင့်လည်းဆိုတော့ဘူးချိန်ကြီးကျွန်တော်တို့ဘူးကြီးတော်မောင်းတော်မှာရွာနာမည်တွေကရခိုင်နာမည်တွေနဲ့ရှိနေစေ။ဒါပေမဲ့ရခိုင်တောင်းမှမရှိတော့ဘူး။ဆိုတော့အဲ့ဒါကတို့ကျွန်တော်ဆိုလိုတာကပြဿနာပြေလည်စေခြင်းရင်ဒီမှာရှိတဲ့ဒေသခံဒီပြည်ပကမှာပါဝင်နေတဲ့သူအားလုံးရဲ့ခံစားချက်ကိုထင်ဟပ်ဖို့လိုတယ်။အဲ့လိုမျိုးပဲနဲ့တစ်ဖက်ဆောင်းနေပေါ်ပြတာတွေဟာ ပြဿနာကိုဖြေရှင်းရမှာမဟုတ်ဘဲနဲ့ကိုရှုပ်ထွေးအောင်လုပ်တယ်လို့ဖြစ်နေတယ်။ဒါကြောင့်ကျွန်တော်တို့အများကြီးပြစ်ဆိုင်တော့အဆိုပါအစီရင်ခံစာကိုဒေတာခံ2000နီးပါးကိုမင်းမြန်းစုံစမ်းကရေးသားထားတာဖြစ်ပြီးအစီရင်ခံစာမှာစာမျက်နှာ183မျက်နှာပါရှိက ကဏ္ဍ15ခုပါဝင်တယ်လို့သိရပါဗျ။အဲ့ဒီအစီရင်ခံစာကိုဧပြီလ10ရက်နေ့မှာနိုင်ငံတော်သမ္မတကိုတင်ပြခဲ့တာဖြစ်ပြီးနိုင်ငံတော်သမ္မတကအစီရင်ခံစာမှာပါဝင်တဲ့အကြံပြုချက်တွေကိုလက်ခံကာအကောင့်ထယ်ဖို့ဖို့အတွက်ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ဒီလိုဖွဲ့စည်းရမှာ sub committee ခုနှစ်ခုနဲ့ဖွဲ့စည်းလိုက်ကြောင်းရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်ကအတွင်းရေးမှူးဦးကျော်ရင်လိုင်းရဲ့ပြောကြားချက်အရသိရပါတယ်။ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေနဲ့ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလူမျိုးရေးငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးပြည်လဲနေရာချထားရေးတို့ကိုအဓိကလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာဒေတာခံပြည်သူတွေရဲ့ဆန္ဒအရရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်ဒေတာအတွင်တက်မတော်အင်အားကိုလျှော့ချလို့မဖြစ်သေးကြောင်းသိရပါတယ်ရှင်